မြမစာပေပရိသတ်များမင်္ဂလာပါဒီတစ်ခေါက်မြမစာပေ page ကနေတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဆရာတာယာမင်းဝေရဲ့လူတယောက်ကိုချစ်မိပြီဆိုကြတဲ့ကအဲ့ဒီနှလုံးသားဟာတယုတ္တရတေမိန်ကြတော့တာပါပဲဆိုတဲ့ကောင်းကင်လေးပဲဖြစ်ပါတယ်ဆရာတာမင်းဝေဆိုတာသကလုံးအဖွဲ့အသီးထီမိလစွာနဲ့အထူးသဖြင့်လူငယ်စာဖတ်ပရိသတ်တွေရဲ့နှလုံးသားကို ရင့်ငင်ဆွဲဆောင်နိုင်သူမြန်မာစာရေးဆရာတယောက်ပဲဖြစ်ပါတယ်။ဆရာရဲ့ဓာမတ်စုတွေက အချစ်ကိုဖွင့်ရပုံကိုပဲလေ့လာကြည့်လိုက်ကြရအောင်။အဖော်ဆိုတာကိုဖြတ်တန်းရမယ့်အချိန်တွေအတွက်သူ့ကိုအတုံးချဖို့မဟုတ်ဘူး။သူ့ရဲ့ကိုယ်ရဲ့အချိန်ထဲမှာအတူတူဖြတ်တန်းသွားလာဖို့ပဲဖြစ်တယ်။မိုးသေးတဲ့ရာသီတွေမှာ တယောက်ဟာတယောက်ရဲ့အိမ်မက်ပေါ့အယိုးကွဲအောင်နှင်းညကြတဲ့အချိန်မှာတယောက်ဟာတယောက်ရဲ့မီးလင်းပူပေါ့မျက်နှာချင်းဆိုင်ထိုင်ပြီးမျက်နှာချင်းဆိုင်ထိုင်ပြီးကြီးခဲ့ပူတယ်နောက်တော့လဲအေးလီ ပြောခဲ့ပါပြီဓားဆိုတာရတဲ့ထောင်ကဝင်လာတတ်တယ်ခုနကဓားဟာရင်အောင်ကိုတက်တက်ဝင်လာခဲ့တဲ့ဓားပဲဒီလိုစကလုံးတွေကတီကာပတ်ကုန်းနဲ့နှင့်ကနေမောဟိုက်သွားအောင်အမှုပညာအတက်ကို ကျွမ်းကျင်တက်မြောက်စွာကြီးသားတတ်သူဆရာကြီးတာယာမင်းဝေပဲ ဖြစ်ပါတယ်။ဆရာကြီးတာယာမင်းဝေရဲ့အမည်ကြီးကတော့ချစ်ညီညီပဲဖြစ်ပြီးဆရာကို1966စက်တင်ဘာ23ရက်နေ့ရန်ကုန်တောင်ကလာမြို့နယ်မှာတည်င်းထဦးကျော်ရှိန်နဲ့ဒေါ်လာကြည်တို့ကဝေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။ဆရာဟာမွေးချင်း3ယောက်ရှိတဲ့အထက်ကသားအလက်ပဲဖြစ်ပါတယ်။ ဆရာရဲ့ဖွင့်ွဲ့ဟန်တွေကလှပတယ်လို့သကလုံးဆက်တက်ဖန်တီးတဲ့ပုံကလည်းတံပိုးကြီးမားလာတဲ့အည်သွေးတစ်ခုလို့ဆိုလို့ရပါတယ်ဒီလိုပြေးပြေးလာတဲ့အည်သားတွေနဲ့စာရေးဆရာတာယာမင်းဝင်ရဲ့ပညာရေးကိုပြန်လည်ဖော်ဆောင်ကြည့်ရမယ်ဆိုရင်လေဆရာဟာ1986ခုနှစ်မှာအခြေခံအထက်တန်းကိုမြန်မာစာကုန်ရုံးနဲ့အောင်မြင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ါပေမဲ့လည်းစေရဟာရန်ကုန်တက္ကသိုလ်ကိုအင်္ဂလိပ်စာအဓိကနဲ့တက်ရောက်သင်ကြားခဲ့ပေမဲ့ရေခင်းဖြစ်ပွားခဲ့တာကြောင့်ပညာကိုဆက်လက်သင်ယူခွင့်မရရှိပဲကြောင်းပြီးအောင်တက်ခွင့်မရရှိခဲ့ပါဘူးတာယာမင်းဝေမတိုင်ခင်စေရရဲ့ကလောက်အမိခွဲတွေများစွာရှိခဲ့ပါတယ်ဆရာဟာရွှေဖုံးလူအမည်နဲ့ဘဂတအဖွဲ့ချုပ်ကထုတ်ဝေတဲ့စာဆောင်တွေမှာလည်း ကဗျာတွေကိုစတင်ရေးသားခဲ့ပါတယ်။တရဖူမဂဇင်းတွေမှာလည်းဆရာကြီးတာယာမင်းဝေဟာ စာပေဝေဖန်ရေးတွေစာပေသဘောတရားတွေသီအိုရီတွေကို မောင်ရော ကလောင်အမီနဲ့တော်၎င်းစုဖွဲ့ကလောင်အမီနဲ့တော်၎င်းစန်တီယာကိုကလောင်အမီနဲ့တော်၎င်းရေးသားခဲ့ပါတယ်။ဒါအပြင် မောင်သားအမီနဲ့ဘောလုံးဆောင်ပါးတွေကိုပါ ဖန်တီးခဲ့ဘူးသူဖြစ်ပြီးတော့ အံ့ဖွယ်ကလောင်အမည်နဲ့လဲ Idea Magazine ကထူးခြားသောအမေးဖြေများကိုရေးသားခဲ့ပါတယ်။ဒါ့အပြင်ဆရာတရားမင်းဝေဟာဘီဂိုဖြူညီလေးမော်စတဲ့ကလောင်အမည်ခွဲတွေနဲ့လဲစာပေအများပြားကိုထက်တန်စွာရေးသားပြုစုခဲ့သူတူလဲဖြစ်နေပါသေးတယ်။ဆရာရဲ့အနုပညာဝန်းစားနဲ့စာချစ်သူတို့ကိုနှလုံးသားအာဟာရဖြည့်ဆွမ်းပေးတဲ့ အရေးသားတွေကို အနှဲငယ်မျှဝေပြရစေ။လက်တွေ့ဘဝထဲမှာအများနည်းတူပင်ပန်းပါတယ်၊ရုန်းကန်ရပါတယ်၊အသက်ဝအောင်မနှဲရှူရပါတယ်။နှလုံးသားနဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ပခုံးနဲ့ထမ်းထားရတဲ့နှစ်လိုပဲဝေကျွေးများစွာ ရှိပါတယ်။ဘာမှမရှိခင်ကတော့ဖေးရာကူမှမငင်းညူတက်ခဲ့တော့ဉာဏ်ပညာချစ်ချင်းတရားလေးနဲ့ကိုယ်လောကဒဏ်ကို တာယာနာပြောပွဲဖြစ်အောင်ပြုစုပြုထောင်ရပါတယ်ဆိုတဲ့ဆရာတာယာမင်းဝေရဲ့အရေးသားကိုဖတ်ရှုကြည့်လိုက်မယ်ဆိုရင်စာဖတ်သူတွေကို မထက်ရအောင်မငြင်းငွေရအောင်သကလုံးပကသနာတွေနဲ့ဒစာစင်ထားတတ်သူတူလို့မှတ်သားနိုင်တာပဲ ဖြစ်ပြီးတော့ဘဝဆိုတာနဲ့အကုန်လမ်းလျှောက်ပြီးရင်ဆိုင်နေစရာမလိုပါဘူးပြေးထွက်ခြင်းတဲ့အခါမှာလဲပြေးမှာပေါ့ ဘသူဘယူဆိုင်ရမှာလဲဆိုတဲ့ဆရာရဲ့အထင်းငော်စကားလုံးတွေနဲ့လောကဒဏ်ကိုပြန်လဲရင်ဆိုင်ဖို့ခွန်အားဖြစ်ထွန်းခဲ့ရသလိုစိတ်ထဲမှာ ခံစားရသလောက်သာလေလွင့်ပြစ်လိုက်ရမယ်ဆိုရင်ကျွန်တော်ဟာ လူတစ်ပိုင်းဘီကိုတစ်ပိုင်းဖြစ်သွားတော့မယ်ဆိုတဲ့အရေးသားနဲ့လူငယ်တွေရဲ့ခံစားချက်ပေါ်ကိုချင်းစာနာစွာဝင်ရောက်ဖတ်ရှုနိုင်သူလည်းဖြစ်ပါတယ်ဆရာဟာ1994ခု ရင်တွင်တဲ့မဂဇင်းမေလမှာထုတ်ဝေတဲ့ရေးစီးကြောင်းနဲ့မှလူများဆိုတဲ့ဝိထုတို့ကနေတာယာမင်းဝီဆိုတဲ့ကလောင်မျိုးကိုစတင်အသုံးပြုခဲ့တာပဲဖြစ်ပါတယ်1995ခုနှစ်မှာတော့တာယာမင်းဝီကလောင်မျိုးနဲ့ပန်းခိကလာမင်းဆိုတဲ့ပထမဆုံးထွက်ခဲ့တဲ့လုံကြီးဝိထုနဲ့ပဲစာဖတ်ပရိသတ်လူငယ်တွေရဲ့တခဲနဲ့အပေးထောက်ခံမှုကိုထူထောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဆရာဟာ1995ခုနှစ်ရဲ့ စာပေချာနယ်မဂဇင်းပါအာလူးစားသူများဆိုတဲ့ဝိထုတို့နဲ့ဖြူးမိတ်ဆွေများစာပေစုကိုထိုက်တန်စွာစုခူးနိုင်ခဲ့ပါတယ်။အဲ့ဒီအာလူးစားသူများဆိုတဲ့ဝိထုတို့နဲ့ပဲစာရေးဆရာတာယာမင်းဝေဆိုတဲ့နာမည်နာမဟာစာပေချစ်သူတွေရဲ့နှလုံးသားထဲနေရာဝေယူလာခဲ့ပြီးတော့လူအများကြားအတိမတ်ပြု အားပေးတာကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ ဆရာကြီးတာယာမင်းဝေဟာစာပေရေးသားခြင်းအပြင်တခြားအမှုပညာရဝန်းတွေဖြစ်တဲ့ပကြီးဆွဲခြင်းရုပ်ရှင်ဗီဒီယိုဇာညွန်းနဲ့တချင်းတွေရေးသားခြင်းမှာလည်းမှု့လျော်ကျွမ်းကျင်ခဲ့သူတူပဲဖြစ်ပါတယ်။ဆရာရဲ့တာယာမင်းဝေကလောင်အမည်နဲ့ပထမဆုံးရေးသားခဲ့တဲ့ဗီဒီယိုဇာညွန်းကတော့ ရွှေရောင်ဖနက်မှာအစင်းရောင်ကြက်ချီကလေးနဲ့ကောင်းပါလေလို့အမည်ရပါတယ်။အဲ့ဒီမတိုင်ခင်ကလည်းဆရာတာယာမင်းဝေဟာ ကုသူရခေါ်ဇာကနာတို့နဲ့တူဇညွန်းတွေကိုရေးသားခဲ့ပါသေးတယ်။စာရေးဆရာတာယာမင်းဝရဲ့ထင်ရှားတဲ့ဝတ္ထုတွေကတချို့ကို ဗီဒီယိုရုပ်ရှင်ရိုက်ကူးတဲ့အခါမှာမောင်မျိုးမင်းရင်တွေပြစ်ကရိုက်ကူးပြီးတော့ရုပ်ရှင်တရုပ်ဆောင်တွေရန်နာလိုင်းတို့တရုပ်ဆောင်ထားတဲ့ကောင်းကင်အကျွေကောက်တဲ့လက်ဒါရိုက်တာလွင်မင်းရိုက်ကူးပြီးမင်းသားနေတူမင်းသမီးအင်ဒရာကျော်စင်တို့တရုပ်ဆောင်ထားခဲ့တဲ့ တကူတော်ရေးတဲ့ကာကြီးခါခွေစတဲ့ဇာတ်ကားတွေဟာ ပေါက်ရအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဒရိုက်တာမောင်သူရဇာကနာရိုက်ကူးခဲ့တဲ့မြင်းစည်းထွက်သောအိမ်မများရုပ်ရှင်ကိုတော့ဖြီးတွင်းမှာပြသခွင့်မရခဲ့ပါဘူး။ဆရာတရားမင်းဝေဟာ1998ခုနှစ်မှာတော့မခင်မေဝင်းခေါ်စာရေးဆရာမမနော်ဟယ်ရီနဲ့လက်ထပ်ထိမ်းမြခဲ့ပါတယ်။ဆရာတရားမင်းဝေဟာစုစုပေါင်း ုံချင်းဝိထု42အုပ်ဝိထုတို့တွင်လည်းကြပြားတွေကိုကျွေဝါးတဲ့အကြီးအသေးလှပတဲ့စကလုံးကွန်ပျူပုံတွင်လည်းပရိသတ်တွေရဲ့စိတ်အာရုံတွေကိုယခုခေတ်ခါထိမမေ့မပြောက်အောင်ဖန်ဆားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆရာတာယာမင်းဝေဟာကြပြားအမှုပညာမှာပဲဖြစ်ဖြစ်ဇက်လန်ဇက်ညောဇက်ွက်ဖန်တင်းမှုအမှုပညာမှာပဲဖြစ်ဖြစ်စကလုံးနုနုလေးတွေနဲ့ကွန်မြူးချိတ်ဆက်ပြီးစာဖတ်သူလူငယ်ပြိတ္တတွေရဲ့ရင်ထဲကို တိမ့်ညွတ်တန်တမိနေအောင်ယနေ့ချိန်ထိဆွဲဆောင်နိုင်စေလို့ဆိုရင်လည်းဘသူမှငင်းနိုင်မယ်မထင်ပါဆရာဟာလူနှစ်ပတ်ဆက်သောဝိထုတို့စူးစီးမှုနဲ့နခရတံကြပြစာအုပ်တို့ကိုရေးသားထုတ်ဝေရန်စီစဉ်နေတဲ့အချိန်2009ခုနှစ်ဩဂုတ်လ9ရက်နေ့မှာတော့မြောက်ကလာပါစေယုံကြီးမှာကွယ်လွန်ခဲ့ရှာပါတယ်ဆရာကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူ စာရေးဆရာမမနော်ဟယ်ရီနဲ့တားဖြစ်သူ ခင့်နေခေါ်ကျယ်စင်မင်းဝေတို့သာကြံ့ရိုက်ခဲ့ပါတယ်တခိတခါရဲ့ဂန်ဝင်စာရေးဆရာကြီးလူငယ်ပိုင်းတွေရဲ့စိတ်ဖြော်ပြမှုနဲ့ပျော်ရွှင်မှုတို့ကိုဝေငှပေးခဲ့တဲ့စာရေးဆရာကြီးဒါယာမင်းဝေဟာကွယ်လွန်သွားခဲ့တဲ့အချိန်မှာဆရာရဲ့လူနာပတ်73စာအုပ်ကိုနောက်ဆုံးအနေနဲ့ထုတ်ဝေနိုင်ခဲ့တာပဲဖြစ်ပါတယ် ယခုတင်ဆက်ပေးခဲ့တာကတော့ဘူတုဒရရှိပွဲ စာပိုင်းစာလေးတွေကိုနေ့စဉ်မျှဝေပေးနေတဲ့ကျွန်တော်တို့မြမစာပေမှာဖြစ်ပြီးတော့နောက်ထပ်လည်းဒီလိုနားဆင်ပြီး စိတ်လင်ကြည်သာကြနိုင်ဖို့မြမစာပေ Facebook page နဲ့ YouTube channel တို့ကို like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ စာဖတ်ပရိသတ်တွေချစ်မြတ်လို့ရတဲ့သူအရင်ချိန်တွေကို ပြန်လွမ်းမောရတဲ့အခါတိုင်း အမှတ်တရရှိနေပြီးတဲ့ဆရာကြီးတာယာမင်းဝင်းရဲ့ကြပြလေးတစ်ပုဒ်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။အဆုံးထိနားဆင်ပေးသွားတဲ့တဝူးတယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။တည်နေတဲ့ကြပြတာယာမင်းဝင်းလွမ်းနေတက်တက်ရဲ့အဲ့ဒီဘက်အချမ်းကလေးကိုလွမ်းနေမပြည့်တပြည့်နဲ့လူနံသိမ်းရတာကိုလည်းမုန်းနေစိတ်ထဲမှာပြီးဆုံးတွေအခါခါပွက်ခဲ့ကျင်းကျင်းလေးဆိုပေမဲ့လည်းကိုတွင်းကို ကူတူးခဲ့တယ်။ဘယ်တော့မှမဖူးဖွင့်ခဲ့သလိုပဲနှစ်တွေဟာလည်းပုခါတီကာကြခဲ့ပြီ။ခွဲခွာရမှာကို စပယ်တပွင့်စာလောက်ကြိုတီးခဲ့ပါရဲ့။ဒါပေမဲ့ဖူအိုက်ဆွဆူတဲ့အဲ့ဒီလမ်းကလေးမှာကျွန်တော်တို့အတူတူဘိုးခုခဲ့ကြပါရဲ့။အရှုံးကိုဘလူသေးကန်နာရရီနဲ့ချေမုံရမှာလေပြောပါဝန်ခံပါရဲစောင်းမြအမုံလေးကိုတွေ့တိုင်း တလဲလဲပြေးကတခွက်သေးပါလို့ပြောဆိုခွင်တောင်းပြီးကျွန်တော်ဟာပင်လေအဟောင်းကိုခတ်တောက်ချင်နေတော့ပါပဲတာယာမင်းဝီ